မှုကျွလုံးတဲ့သူကဒီကောင်မလေးနဲ့တွေ့ဖို့ဟိုတယ်မှာတွေ့ဖို့တဲ့သူကသူ့အိမ်ကနေပြီးတော့စတိကြနှစ်ချောင်းယူလာတယ်။နှစ်ချောင်းယူလာလာပြီးတော့ကောင်မလေးနဲ့စတိကြဆန်တဲ့ရုပ်ရှင်တွေကိုသူကအရန်ကိုနှစ်ချိုက်ဆွဲလဲနေသူဖြစ်ပါတယ်။အဲ့ချိန်မှာသာကောင်မလေးကအဲတက်ဆိုင်ရာကိုကျွန်တော်တို့သွားပြီးအကြောင်းကြားမယ်ဆိုတော့ဒီကောင်မလေးကလွတ်တယ်။ဒါပေမဲ့ဒီကောင်မလေးကသူ့ကြီးစားလွတ်ပါစေဆိုတဲ့စိတ်နဲ့တန်ရှင်းဝိုင်းကူလုပ်တယ်လုပ်ပြီးတယ်ပြီးပူပေါင်းကျူးလုံနေပေါ့ဗျာအဲ့တော့နှစ်ယောက်စလုံးကိုဖမ်းဆီးထားတယ်အားလုံးမင်္ဂလာပါမွေး YouTube channel လေးကကြိုဆိုလိုက်ပါတယ်မို့ဒီနေ့တင်ဆက်ပေးခြင်းတဲ့တတိလေးကတော့ beauty lab ဟိုတယ်မှာ23နှစ်အရွယ်မျိုးသမီးတဦးတော့ကက်ခံရတာနဲ့ပတ်သက်ပြီးတော့အခုဆိုရင်ဒီတရားခံအမျိုးသားနဲ့ဒီသူ့ရဲ့ချစ်သူကမာလီကိုဖမ်းဆီးရရှိပြီဆိုတဲ့သတင်းလေးကိုတင်ဆက်ပေးမှာပဲဖြစ်ပါတယ်။ဗီဒီယိုထဲမှာဆိုလို့ရှိရင်တော့ဒီတော့ကက်လိုက်တဲ့အမျိုးသားကဂိန်းနဲ့လွန်ကျွတ်ဆော့ပြီးတော့ဒီစိတ်တဆဆန်နဲ့ဒီတော့ကက်ပြီးတော့သူ့ရဲ့ချစ်သူကမာလီကိုဒီခန္ဓာကိုယ်ကိုဖျက်ဖျက်ဖို့အတွက်ခေါ်လိုက်တယ်ပေါ့နော်။ဒါကြောင့်မလို့တော့ကက်လိုက်တဲ့ချစ်သူနှုတ်ကိုဖမ်းဆီးရရှိပြီဆိုတဲ့သတင်းလေးကိုတင်ဆက်ပေးမှာပဲဖြစ်ပါတယ်။ဗီဒီယိုထဲမှာဆိုလို့ရှိရင်တော့အပြည့်စုံပါတယ်ပေါ့နော်။ကြည်တဲ့မျိုးတွေလည်းဘူးတရာတင်ငန်းဆိုင်ရအောင်ပြန်လဲမြောက်လိုက်တာပဲဖြစ်ပါတယ်။မွေးဗီဒီယိုလေးကိုဆုံး ီလက်ပတ်ချက်ရှုပေးဖို့ပဲကိုပါရှိဒါဆိုတော့ဗီဒီယိုလေးကိုစတင်ချက်ရအောင်နော်နောက်ထပ်ဒီမိုဆက်ပြီးပြပေးချင်ပါလေဒါကတော့ပြည်ကလေးရပိုင်းကရန်ကုန်မြို့ဗပဲတန်းမြို့ဗပဲတန်းမြို့မှာဖြစ်သွားတဲ့ဟိုတယ်ပါဗျာဟိုတယ်ရဲ့အပြင်အဲကွန်းအောက်တိုးမှာအဲကွန်းအောက်တိုးနားမှာအောက်တိုးနားမှာကျွန်တော်အမိုက်အိတ်ဒီနဲ့လူရဲခန္ဓာကိုထဲထဲပြီးတော့အမအိတ်အိတ်အိတ်နားမှာချိန်ထားတဲ့ပုံကြီးများခင်ဗျားတို့တွေ့ပါလိမ့်မယ်အဲမှာကျွန်တော်တို့အိတ်ကြီးတွေမှာမဆန်းတော့လက်ကြီးထွက်နေတာတို့ခြေထောက်ကြီးထွက်နေတာတို့ အဲ့ဒီပုံတွေကိုအောက်ကလမ်းသွားလမ်းလာမြင်ရောမြင်တော့လမ်းသွားလမ်းလာတွေကဒါအုပ်ချုပ်ရေးဘက်ကအကြောင်းကြားအကြောင်းကြားပြီးတော့မြို့နယ်ရဲတပ်ဖွဲ့တွေအကြောင်းကြားကြားပြီးတော့ကျွန်တော်တို့ဟိုတယ်ကိုလာပြီးတော့စစ်ဆေးပေါ့စစ်ဆေးပြီးတော့ဒီခန်းကိုတစင်းနဲ့ရှာဖွေနေကျူးလို့နေသူမိတယ်ပေါ့ဗျပြည်စင်ကအော်တိုဘားလာ6နှစ်နနက်7:00 20ခန်းအချိန်ကရန်ကုန်တိုင်းဒေသကြီးပပဲတန်းမြို့နယ်အမတ်7ရက်ကွက်ဂျူတီလန်ဟိုတယ်ဂျူတီလန်ဟိုတယ်ရဲ့9လွာအခန်းအမတ်က9ဆုံညာ2 9ဆုံညာ2ရဲ့ပြတင်းပြတင်းပေါက်အပြင်ဘက် အဲကုန်းအော်တိုတစ်ခုကြားမှာအမိုက်ဆာလိုက်ထဲမှာထည့်ပြီးတော့တွဲလောင်းကြနေတယ်တွေ့တယ်အဲ့ဒီအရာကိုအဲ့ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့ဒါလုံချုံတက်ဖို့ဝင်နေရဟိုတယ်ကိုစုံစမ်းတဲ့အခါမှာဒီအခန်းကားနဲ့မှာဘသူအိတ်သွားလဲစစ်စစ်တွေမှတ်တမ်းနဲ့လူရုပ်ကိုရှာတယ်မှတ်ပုံတွေနဲ့ပတ်တယ်နဲ့ရှာတယ်မိန်းကလေးကပကူတန်းဒေသကြီးနတ်တလင်းမြို့နယ်မှာနေထိုင်တဲ့မတ်စုမြောက်ဝင်အသက်က23နှစ်ပါမိန်းကလေးပါကိုကျူးလို့နေသူကတာကိတာမြို့နယ်အမတ်ခွန် အရှိရက်ကွက်နေအောင်ခန့်ကျော်စင်အသက်က18နှစ်ပါသူရဲ့ရည်စားဖြစ်တဲ့ဗဟန်းမြို့နယ်အရှိရွှေကုန်းတိုင်းရက်ကွက်နေအောင်ချမ်းသာအိမ်ယာမှာနေထိုင်တဲ့အေးမွန်အောင်အသက်က18နှစ်လို့ဖြစ်တယ်နှစ်ယောက်နော်18နှစ်လို့ဖြစ်တယ်အဲ့မှာကျွန်တော်တို့ခုနကကောင်းလေးပေါ့ကျုလုံနဲ့သူကဒီကောင်မလေးနဲ့တွေ့ဖို့ဟိုတယ်မှာတွေ့ဖို့တဲ့သူကသူ့အိမ်ယာနေပြီးတော့စည်းကြီးချနှစ်ချောင်းယူလာတယ်နှစ်ချောင်းယူလာပြီးတော့ကောင်မလေးနဲ့ဟိုတယ်မှာဒိတ်ကြတယ်ပေါ့တွေ့ကြတယ်ပေါ့အဲ့မှာ အောင်ခန့်ကျော်စင်ရဲ့ထွက်ဆိုချက်မှာသူကဂိမ်းကိုကျွန်တော်အလွန်ကြုံကစားတယ်ပြီးရင်သူကစိတ်ဒီစားဆန်တဲ့ရုပ်ရှင်တွေကိုသူအရန်ကိုနှစ်ချိုက်ဆွဲလန်းနေသူဖြစ်ပါတယ်တဲ့ဒါကြောင့်ဒီကောင်မလေးနဲ့လေးနဲ့သူတွေကအော်တိုဘားလာ9နှစ်မှာသူတို့နှစ်ယောက်ကဒီ Telegram Channel ကနေတဆင့်ပျော်ပါဖို့အတွက်သူတို့ချိတ်ဆက်တယ်ပေါ့ဗျာတနည်းအားဖြင့်ဗျာကျွန်တော် Telegram Channel မှာကခင်ဗျားတို့ကျွန်တော်ပုံမှန်လေးပြောပါဦးပြပြပြီနော် Telegram Channel မှာကသူကဟိုဒိတ်ဒိတ်ကဲဒိတ်ကဲကျွန်တော် Channel ရှိတယ်ဒိတ်ကဲ Channel ရှိတယ်အဲ့မှာ အကွာဘယ်ဘယ်ဘယ်ကောင်မလေးကြိုက်တယ်ပေါ့အဲ့မှာသူတို့အချင်းချင်း join ကြတယ်ပေါ့အစီအပြေတဲ့ခါမှာသူတို့ဖုန်းလေးနဲ့ဆက်သွယ်လို့ရ contact လုပ်ကြပဲသူ hotel မှာတွေ့ကြတယ်ပေါ့အဲ့ဒီဖြစ်စေပေါ့ကောင်မလေးကတော့သူ့ကိုကျွန်တော်ပြောရလဲမပြောချင်းပေါ့ဗျာကောင်မလေးကသူအခါချင်းငွေယူရလို့သူကထွက်ဆိုလာတဲ့အတွက်အဲကောင်မလေးဒေကဲလေးဖြစ်တယ်ပေါ့ဒေကဲဖြစ်တယ်ပြီးရင်သူနဲ့လာတွေ့တဲ့သူကစိတ်တိစဆန်သူ့မှာစိတ်ရောကရတယ်စိတ်ရောရကရတယ် online မှာသူ game တွေအရင်ကစားတယ်ပြီးရင်သူ့ရဲ့ game တွေကလည်းသူစိတ်တိစ game တွေကိုသူကအရင်ကြိုက်တယ်အဲ့ဒီဟာကိုပဲသူကစားတယ် ပြီးရင်သူကရုပ်ရှင်ကားလေးဆိုလဲဒီစိတ်ကြီးစားဆန်းဆန်းသူကလှုပ်တယ်လှုပ်တယ်အဲ့လိုလှုပ်တဲ့သူသူအဲ့နိုင်ငံခြားဇလန်းနေအတိုင်းပဲဒီကောင်မလေးကိုသူအသိဉာဏ်ဆောင်လာတဲ့စတီးသားနှစ်ချောင်းတွင်းဂရီစာတွေကိုသူကထုတ်တယ်ပြီးရင်ကျွန်တော်တို့ပေါင်ဝဲဘက်ပေါင်သားတွေကျွန်တော်တို့ဒီဒီလူရဲ့ပေါင်သားတွေဟိုဘက်ဒီဘက်လှီးတယ်အတွင်းဂရီစာတွေယူတယ်ယူပြီးတော့အဲ့လိုရတဲ့အချိန်မှာသူကဘာလုပ်လဲဆိုတော့သူ့ရဲ့ကောင်မလေးပေါ့သူ့ရဲ့ရီစာဖြစ်တဲ့ရီစာဖြစ်တဲ့မတ်ဆုမြဝဲကိုသူကခေါ်တယ် လာခဲ့အဒီမဒီမဒီလိုဒီလိုလုပ်ပြီးွားရေပေါ့ဗျာဟိုကောင်မလေးရောက်လာတော့ရောက်လာတော့သူ့ကောင်လေးအဖမ်းခံမှာကြောက်တော့ကောင်မလေးကလည်းအဲ့ကုဏကကောင်မလေးကသူကတန်ရှင်းလို့တော့တန်ရှင်းလို့တယ်တန်ရှင်းလို့တော့အဲ့ကောင်မလေးကလည်းပါသွားတယ်ဟာကောင်မလေးရဲ့ရည်စားကောင်မကောင်မလေးရဲ့ရည်စားကောင်မကောင်မလေးကသူ့အကြာဒီလိုမျိုးသူ့ရည်စားဒီလိုဖြစ်တဲ့အတွက်အမှုကလေလွတ်မလားဆိုပြီးတော့သူကအခန်းထဲမှာရတန်ရှင်းလို့တာလေပြီးရင်ကျွန်တော်တို့အမိုက်ခွန်အိတ်ထဲကိုထည့်ပြီးတော့လွှတ်မှုလို့တာလေဒါကြီးလုတ်ခဲ့တော့ပေါ့လုတ်ခဲ့တဲ့အခါကျတော့သူ့လွန်နာကကုဏကသူ့ရဲ့ရည်စား နာမည်ကအောင်ကျော်စင်အောင်ခန့်ကျော်စင်သူ့လူနာကအောင်ခန့်ကျော်စင်အဲ့ဒီရဲ့သူ့ရဲ့ရည်စားဖြစ်တဲ့သူကရည်စားဖြစ်တဲ့သူအသက်16နှစ်အရွယ်အေးမွန်အောင်အေးမွန်ကျူးလူနာကသူ့ရဲ့ရည်စားကျူးလွန်တယ်ရည်စားကျူးလွန်မှာဗျာကောင်မလေးကိုခုနကနတ်တလင်းသူဖြစ်တဲ့မဆုမြတ်ဝင်းကိုသူကသူ့ရဲ့ကောင်မလေးကိုခေါ်တယ်ခေါ်ပြီးတော့ခေါ်ပြီးတော့ဒီတန်ရှင်းတွေလောက်တော့လောက်ပြီးတော့ထားခဲ့ပြီးတော့ထွက်ကြတယ်ပေါ့ထွက်ကြတယ်အေးမွန်နဲ့သူလည်းလက်ကြည့်ဖမ်းထားတယ်အားပေးအားမြောက်လုပ်တဲ့ကျူးလူနဲ့သူ့ရဲ့ရည်စားဖြစ်တဲ့ မဆုမြတ်ဝင်အသက်16နှစ်16နှစ်အရွယ်မိန်းကလေးကိုလည်းလက်ရှိဖမ်းဆီးထားတယ်အဲ့တော့အဲ့ဒီအချိန်မှာသာကောင်မလေးကတက်ဆိုင်ရာကိုကျွန်တော်တို့သွားပြီးအကြောင်းကြားမယ်ဆိုတော့ဒီကောင်မလေးကလွတ်တယ်ဒါပေမဲ့ဒီကောင်မလေးကသူကြီးစားလွတ်ပါစေဆိုတဲ့စိတ်နဲ့တန်ရှင်းဝိုင်းကူလုတ်တယ်လုတ်ပြီးတယ်ပြင်ပြဖို့လုတ်တဲ့အတွက်သူကလည်းအလိုလိုအလိုပါတဲ့မှာပါသွားတယ် ဖြောက်ပြုတ်မှုတွေမှာသူပါသွားတယ်ပူပေါင်းကျူးလွန်နေပေါ့ဗျာအဲ့တော့နှစ်ယောက်စလုံးကိုဖမ်းဆီးထားတယ်အဲ့တော့အဲ့ဒီနှစ်ယောက်စလုံးကိုကျွန်တော်ထိရောက်စွာအရေးကြီးမှာဖြစ်ပါတယ်ရီစားဖြစ်သူကိုကောက်ခွဲပြီးတော့အခုဆိုရင်သူကအဖမ်းခံရှိပြီနော်အဲဒါကြောင့်ကျွန်တော်တို့လူငယ်ရင်းနေနဲ့ကျွန်တော်တို့ဟို view ဆိုင်ကြပါဦးကျွန်တော်တို့ဘာတွေတွေ့နေရလဲဆိုတော့ကျွန်တော်တို့ဒီကလေးငယ်လေးလေးကျွတ်မိပါရဲ့ကလေးငယ်လေးဆိုရင်ကျွန်တော်တို့အသက်3နှစ်4နှစ်5နှစ်5နှစ်ရွယ်လေးဖုန်းတွေပေးထားတယ်ကလေးနေပြီးတော့ဖုန်းတွေပေးထားတယ်သူတို့ကိုယ်တိုင်ခင်ဗျားတို့သားသမီးရဲ့အနာဂတ်တွေကိုရိုက်ချိုးပြစ်တာခင်ဗျားတို့သားသမီးတွေရဲ့ ဉာဏ်ရည်ဖွံ့ဖြိုးမှုခန္ဓာကိုယ်ဖွံ့ဖြိုးမှုဖွံ့ဖြိုးမှုအမျိုးမျိုးကိုခင်ဗျားတို့ကတာအာချိုးတော်မိပါတယ်ရောတားလေးကနေပါတယ်ဖုန်းလေးပေးတာဟုတ်ကဲ့အဲ့ဒီကလေးမှာဘာအတွေးခေါ်မှမရှိတော့ဘူးဒီတန်းမှာပဲမြန်မာမြန်မာနိုင်ငံမှာတော်တော်တွေ့ရကျွန်တော်လည်းဒီပြည်ပနိုင်ငံတွေကျွန်တော်ရောက်ဖို့ပါတယ်ဘယ်နိုင်ငံမှာမှအဲ့ဒီအလုပ်ကိုမလုပ်ဘူးဘယ်တာဘယ်မိမမှသူတို့ရဲ့တာဖုန်းပေးပြီးမတော့ဘူးဒီမှာတော့မဟုတ်ဘူးရေခင်ဗျားကလေးကစကားမပြောတတ်သေးဘူးဖုန်းပေးထားပြီအော်ခင်ဗျားဈေးထဲမှာဆိုလဲတွေ့ရတယ်ခင်ဗျားနေရာထဲမှာတွေ့ရတယ် ကျွန်တော်ဆိုကျွန်တော်တော့ဖုံးပြီးဖုံးမပေးဘူးလက်ရှိလည်းအဲကျွန်တော်တော့ဖုံးမကြည့်ရဘူးကြည့်ကြည့်ကလေး YouTube ကလေးကစားတဲ့ကလေးတွေကြည့်ရ YouTube ပဲကြည့်ရကျွန်တော်မကြည့်ရဘူးအဲ့တော့မိဘတွေကိုယ်တိုင်ကလည်းသူတို့သားသမီးကိုမပြက်စီးပြက်စီးအောင်ဖြတ်နေတဲ့သဘောဖြစ်နေလက်ရှိဟုတ်ကဲ့နော်အဲ့ဒါတော့မှန်တယ်လုံးကြမှာလေကျမကြီးကလည်းမညင်ညူဘူးကလေးတွေကကျွန်တော်တို့စိတ်ဖွံ့ဖြိုးမှုခန္ဓာကိုယ်ဖွံ့ဖြိုးမှုလည်းမညင်ညူဘူး ခင်ဗျကလေးတွေကတော့ဘာမှအတွေးခေါ်ပိုင်းလဲဘာမှမရှိတော့ဘူးဒီထဲမှာဖုန်းပဲဖုန်းပြီးဖုန်းပဲဖုန်းမရရင်မိဘကပြဿနာရှာမယ်ဖုန်းရရင်အဲ့ကလေးကနေသွားတယ်အဲ့တော့မိဘတွေလည်းငါကလေးနေတယ်ဆိုအဲ့ဖုန်းပေးထားလိုက်အဲ့မှာကလေးကရွာလေသွားအောင်အဲ့တော့ကျွန်တော်မိဘတွေနေလည်းကိုသားသမီးကိုကိုရုတ်ကိုလိုတယ်အဲ့တော့ခင်ဗျားတို့ကခင်ဗျားတို့သားသမီးကိုဖုန်းပေးတာခင်ဗျားတို့ကိုယ်တိုင်ခင်ဗျားတို့ရဲ့သားသမီးခင်ဗျားတို့ရဲ့အနာဂတ်ကိုခင်ဗျားတို့ကိုယ်တိုင်ဖျက်ဆီးနေတာဘယ်နိုင်ငံမှာမှအဲ့လိုကိုမလုပ်ဘူးခင်ဗျားအဲ့ထိုင်းမှာလည်းမလုပ်ဘူးအိန္ဒိယနိုင်ငံဘယ်နိုင်ငံမှမလို့ဖွံ့ဖြိုးဖွံ့ဖြိုးတဲ့နိုင်ငံကိုပူရောင်ဆိုးသေးတယ်မြန်မာနိုင်ငံမှာဖြစ်နေတာအဲ့ဒါမြန်မာနိုင်ငံမှာပဲဖြစ်နေတာ ကျေလက်မကျေလက်ကျေလက်တွေမှာရောကျွန်တော်တို့မျိုးမျိုးတွေမှာရောရွာတွေမှာအဲ့ဒီကိစ္စကိုဖြစ်နေတာခင်ဗျားမလို့ကြပါနဲ့ခင်ဗျားတို့ကိုယ်တိုင်ခင်ဗျားတို့တာကြတော့ခင်ဗျားတို့ကပြောမှာငါသားသမီးကငါပြစင်ကပေးတယ်ကွာဘာကူးစားကမှအဲ့ဒါခင်ဗျားတို့ကိစ္စခင်ဗျားတို့ကိစ္စလုံချင်းမလို့ရခင်ဗျားတို့ကိစ္စခင်ဗျားတို့တာသမီးကိုခင်ဗျားတို့မွေးတယ်ခင်ဗျားတို့ရင်သွေးကို ဖုန်းပေးလိုက်ရင်ခင်ဗျားတို့ဟုတ်ကဲ့ပါမြို့လူကြီးမွေးဗီဒီယိုရဲ့တော့ဒီလောက်ပါပဲဗီဒီယိုထဲမှာဆက်လို့ရှင်တော့ဒီ beauty lab hotel မှာဒီ23နှစ်ရအမျိုးသမီးတို့တော့ကက်ခလိုင်းကန်တာနဲ့ပတ်သက်ပြီးတော့အခုဆိုလို့ရှိရင်အဲဒီတော့ကက်တဲ့သူကနှစ်ယောက်ပေါ့နော်ဒီ session နဲ့ယူအမျိုးသားကတော့ဂိန်းနဲ့အလွန်ကျော်ဆော့ပြီးတော့အဲဒီတော့ကက်ခံလိုက်ရတဲ့အမျိုးသမီးကကြတော့အဲတကယ်လို့လည်းပြောတယ်ပေါ့နော်သူတို့ကတွေ့ချင်းနဲ့မှဒီလိုမျိုးတော့ကက်လိုက်တယ် တော့ကလိုက်တဲ့အမျိုးသားကနေပြီးတော့သူ့ရဲ့ချစ်သူကောင်မလေးကိုခေါ်ပြီးတော့အဲဒီခန္ဓာကိုယ်ကိုဖျက်ပြစ်လိုက်တယ်ပေါ့နော်ဒီတော့ကတဲ့လူနှစ်ယောက်လုံးကိုဖမ်းဆီးရမိပြီဆိုတဲ့တဲ့တင်လေးကိုတိဆက်ခဲ့တာပဲဖြစ်ပါလေအရင်လဲကြက်စရာကောင်းနေပေါ့နော် ဒီဖုန်းတွေသုံးတာကတော်တော်လေးလည်းအန္တရာယ်များတယ်ပေါ့နော်ဖုန်းထဲကဂိမ်းတွေကိုကြည့်တဲ့ကားဝေးတွေကိုကြည့်ပြီးတော့ဒါတွေကိုလက်ခံစားပြီးတော့ဒီစိတ်တဆဖြစ်တော်တဲ့သူတွေများတယ်ပေါ့နော်တရားခံဆိုလို့ရှိရင်လည်းဒီထဲမှာပါတယ်ပေါ့နော်အရင်တည်းကြောက်စရာကောင်းလေကြည်တာမျိုးတွေလည်းဘူးတရာတင်္ဂစတစုံတရားရလိမ့်မယ်လို့လည်းမျှော်လင့်ပါတယ်ရှင်မွဲဗီဒီယိုလေးကိုဆုတ်တိလည်းပါကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်နောက်ထပ်ဗီဒီယိုမှာပြန်ဆုံမယ်တဒါ